။တန်လေးရဲ့ရေတင်ရွှေတမင်အလိုက်မှာမဖြစ်ပါစေနဲ့။ရှင်ဗျာတဲ့တပည့်တော်နဲ့ခင်တဲ့မိန်းကလေးတယောက်ကတဲ့အသက်29နှစ်ရှိပြီလို့ပြောပါတယ်တဲ့။သူကသူ့ကိုစိတ်တူအောင်ပြောရင်လည်းမကြိုက်ပါဘူးတဲ့။ပိုဆိုးတာက လိုင်းဘော်ကနေရီစားတွေတယောက်ပြီးတယောက်ထားမိတယ်တဲ့။အပြင်မှာတွေးဖို့ကောင်းလေးတွေကအဲ့ဒီမိန်းကလေးကိုခေါ်တယ်တဲ့။သူကအပြင်မှာတွေးဖို့ကြမတွေးဘူးလို့ပြောပါတယ်ဗျာတဲ့မကောင်းမှလည်းသူ့ကိုယ်သူသိပါတယ်တဲ့ဒါပေမဲ့ ူးစိတ်တွေဘာလို့အဲ့လိုဖြစ်နေမိတာလဲလို့သူ့ကိုယ်သူနားမလဲအဖြေမရှာတာဖြစ်နေလို့တပည့်တော်ကိုမင်းနေလို့ပါဗျာတဲ့တပည့်တော်ကိုတဲ့အဲ့ဒီမင်းကလေးသူ့စိတ်ကိုမထိ ंछ ုံနိုင်ရတဲ့သဘောတရားကိုနီလာများရှိရင်ဟောကြားပေးပါဦးလို့အလဲရောက်ပြီးတော့မှမိထားပါတယ်ဒါသူနဲ့တည်တဲ့မင်းကလေးတယောက်ပေါ့နော်သူဟာတိုင်းဘော်ကနေကြီးစားတွေတယောက်ပြီးတယောက်မို့လို့ပေါက်ထားတယ်ပဲဆိုကြပါစို့ အဲ့လိုထားတယ်တဲ့ကောင်းလေးတွေကသူ့ကိုတွေးဖို့ချိန်တဲ့ခါမှာသူကမတွေးဘူးပေါ့လေအဲ့လိုဘာဖြစ်လို့သူ့ရဲ့စိတ်တွေကရည်စားတယောက်ပြီးတယောက်ထားကျင်ရတာလဲဒီသဘောတရားကိုသိကျင်ပါတယ်လို့ဘာရောက်ပြီးတော့မှမေးထားတာဖြစ်ပါတယ်မဟာဝက်ကတန်ယုတ်အမ္ဘပါဠိဝက်မကရာတုံမှာမြတ်စွာဘုရားကဒီကာမဂုံတရားကိုမြောက်နေစင်းနဲ့ဥပမာပေးပြီးတော့ဟောထားတာရှိပါတယ် ဟေမဝန္တာတောကြီးတောင်ကြီးထဲမှာတချို့နေရာတွေကတောင်တွေအရန်ဆောက်လွန်းတဲ့အတွက်မှတ်လွန်းတဲ့အတွက်ဘယ်သူမှမသွားမလာလို့ရတဲ့နေရာတွေရှိသလိုတချို့နေရာတွေကြတော့မြောက်တွေပဲသွားလာလို့ရတယ်။တချို့ဌာနများကြတော့ညင်ညီတဲ့အတွက်မြောက်ရောလူရောသွားလာလို့ရတဲ့နေရာဌာနတွေလည်းအတီးတီးရှိကြပါတယ်။လူတွေသွားလာလို့ရတဲ့နေရာတွေမှာဆိုရင်မုတ်ဆိုးတွေဟာမြောက်တွေကိုဖမ်းဖို့အတွက်မြောက်နေစည်းကိုအသုံးချကြပါတယ်။ ညောင်နေစည်းဆိုတာအခုခေတ်ပြောရမယ်ဆိုရင်တော့ကော်စည်းတစ်မျိုးပေါ့နော်အရန်ကတ်တဲ့ကော်စည်းတစ်မျိုးပေါ့အဲ့ဒီညောင်နေစည်းကိုသူတို့တွေနေရောင်ထဲမှာထားလိုက်တယ်ညောင်နေစည်းကိုတီးတဲ့လိမ္မာပန်းတတ်တဲ့မြောက်တွေကကြတော့ဒုက္ခရောက်မဲ့အရာကိုသွားပြီးတော့မကြည့်ပါဘူးမတို့ပါဘူးဝေးဝေးကနေရှောင်ကွင်းပြီးတော့သွားကြတယ်လျက်ပေါ်လော်လီတဲ့မြောက်တွေစူးစမ်းလေ့လာခြင်းတဲ့မြောက်တွေကကြတော့နေရောင်ထဲမှာတဖိတ်ဖိတ်နဲ့လက်နေတယ် ညောင်နေစည်းကိုစမ်းသပ်ချက်နဲ့ဘာလဲမသိဘူးပေါ့တို့ကျင်နဲ့စမ်းကျင်နဲ့ဒါနဲ့စိတ်ကစူးစမ်းကျင်တော့အဲ့ဒီအရာကိုသွားကင်မိတယ်သွားကင်ပြီးတော့လက်ကကတ်တာပေါ့ခွာလို့မရတော့နောက်တစ်ဖက်ကအာယူပြီးတော့ထပ်ခွာတော့နောက်တစ်ဖက်ပါထပ်ကန့်နေလက်တစ်ဖက်လုံးကန့်နေတော့ခြေထောက်နဲ့တွန်းကန်ခြေထောက်တွေလည်းပဲအကုန်လုံးကန့်နေတယ်ဒါနဲ့လက်ရောခြေရောကန့်နေတော့နှုတ်သီးနဲ့တွန်းပြန်နှုတ်သီးနဲ့တွန်းတော့လည်းပဲတွန်းလို့မရဘူး လက်ရောခြေရောနှုတ်သီးရောပါကတ်နေတော့သူညည်ရန်သွားရင်းနဲ့ပဲမှလည်းပြေးလို့မရနောက်ဆုံးမုတ်ဆိုးရဲ့လက်အတွင်းမှာတက်ဆင်းပြီးတော့မှအကျိုးမဲ့ပျက်စီးရတယ်လျက်ပေါ်လော်ဒီကျင်တဲ့မြောက်တွေပေါ့နော်အခုပုထုဇဉ်လူသားတွေအားလည်းပဲ ထို့အတူပါပဲရူပါယုံဆိုတဲ့အစင်းလေးတွေလာတယ်တတ္တာယုံဆိုတဲ့အတန်လေးတွေကောင်းမယ်ဆိုရင် ကာနာယုံဆိုတဲ့အနံလေးတွေကောင်းမယ်ဆိုရင်အာလာတယ်ချောတယ်တန်လေးတွေကောင်းတယ်ချစ်စရာကောင်းတယ်ဆိုတော့လူတွေကစူးစမ်းကျင်တယ်လေ့လာကျင်တယ်စူးစမ်းကျင်တာလေ့လာလေ့လာကျင်တာနဲ့တည်းမပြီးဘူးတကယ်လက်တွေ့သွားပြီးတော့မှတို့မိစမ်းမိတဲ့အခါမှာအခုမြောက်နေသေးလို့ပဲကာမဂုံအာယုံတွေထဲမှာကန့်ညီးပြီးတော့မှယုံထွက်လို့မရဖြစ်သွားတယ်ယုံထွက်လို့မရရင်ဘသူအစာဖြစ်မလဲမြောက်နေဆိုရင်တော့မုတ်ဆိုးစာပေါ့ လူဆိုရင်တော့မာနတ်စာဖြစ်မှာပေါ့ဗျာမာနတ်ဆိုတာကကိုယ့်ရဲ့စိတ်အာယုံထဲမှာရှိတဲ့လောဘကတန်တန်ဆွဲ ဖြစ်နေတဲ့အတွက်နောက်ဆုံးအဲ့ဒီပုံကိုယ်တွေကကိုယ့်ကိုကိုယ်ဆင်းရဲအနေနဲ့လည်းပဲပြင်ကျင်ပြင်မဲ့စိတ်ဆင်းရဲမှုအနေနဲ့လည်းပဲပြင်ကျင်ပြင်မဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေတောကဒေါမနတဥပါယတာတွေဖြစ်ကြရတာပေါ့ကာမဂုဏ်အာယုံကိုယ်တွေအယံကြီးသွားသွားပြီးတော့မှမဆန်းပါနဲ့ဒုက္ခရောက်တတ်ပါတယ် ဇိနထပကာတဏီချံပါရဝဂေညီတော်တုံးကျိဝတ္ထုမှာတော့အဲကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဥပမာခုနှစ်မျိုးပြီးပြီးတော့ဟောထားတာလေးရှိပါတယ်။အဲနံပါတ်1ကမြက်လဲတဲ့နံပါတ်2ကတန်လျက်တဲ့နံပါတ်3ကတောကတဲ့နံပါတ်4ကယောဂါတဲ့နံပါတ်5ကဥပတဲ့နံပါတ်9ကဗန္ဒနာလို့အမည်ပေးပြီးတော့မှမြတ်စွာဘုရားကဟောထားပါတယ်။ဒီပါရဝဂေညီတော်တုံးကျိတို့ဟာမြတ်စွာဘုရား တစ်ပင်တပင်အောင်မှာတရင်သုံးနေရောတောကြီးထဲမှာပေါ့နော်တောကြီးထဲမှာသူတို့မိမတွေပျောက်လို့ရှားကြတယ်မြတ်စွာဘုရားကလည်းမြတ်စွာဘုရားမလည်းမသိဘူးတာမန်ယဟန်တစ်ပါးအနေနဲ့မေးကြည့်တာပေါ့အိုယဟန်တဲ့ဟောဒီတော်ထဲမှာတဲ့မိမတယောက်ဖြတ်သွားတာများတွေ့သလားပေါ့မင်းတို့တွေမိမကိုရှားတာမြတ်သလားကိုကိုကိုရှားတာမြတ်သလားလို့မြတ်စွာဘုရားအဲ့ဒီမှာမေးတော့ အဲ့ဒီမှာမင်းသားတွေကလည်းပဲမြတ်စွာဘုရားတဲ့ကိုကိုကိုရှာတာကမြတ်ပါတယ်ဘုရားလို့အဲ့ဒီမှာဖြေကြတယ်နော်မိမဘက်ကကြည့်မယ်ဆိုရင်တော့ယောက်ျားတွေရှာတာကမြတ်သလားကိုကိုကိုရှာတာကမြတ်သလားဆိုပြီးတော့ပြန်ပြီးတော့မှမေးရမှာဖြစ်ပါတယ်တန်လျက်ရည်ထင်းတဲ့ရွှေသမင်းအလိုက်မားတယ်လို့မဖြစ်ပါစေနဲ့အဲ့ဒီဥပမာခုနှစ်မျိုးထဲမှာနံပါတ်၁ကကာမဂုဏ်အာယုံဆိုတာမျက်လည်းနဲ့တူတယ်မျက်လည်းဆိုတာမဟုတ်မှန်းလဲသိတယ် မဖြစ်နိုင်မှန်းလဲသိတယ်။ဒါပေမဲ့ကိုယ့်ရဲ့မျက်စိကိုလဲစားလိုက်တာ ဖြစ်တဲ့အတွက်ဒီမျက်လဲဟာတကယ်လို့ထင်ရတယ်။အဟုတ်ကြီးလို့ထင်ရ။ကာမဂုဏ်အာယုံကလည်းထုံနေ၎င်းပါပဲတဲ့။မျက်လဲနဲ့အတူတူပဲကိုယ့်ကိုလဲစားကြတယ်။နောက်တစ်ခုကတန်လျက်ရည်တင်ရွှေသမင်အလိုက်မှာတန်လျက်ရည်တင်တယ်ဆိုတာကတန်လျက်ဆိုတာဘာကိုပြောတာလဲဆိုရင်အရန်နေပူတဲ့တောတောင်ထဲမှာ ဒီမြေကြီးရဲ့အပေါ်မှာလေလွာလေးတွေရှိပါအောက်ကလေဘူးအပေါ်ကလေအေးအဲ့လိုဖြစ်လာတဲ့အခါမှာအဲ့ဒီလေဘူးလေအေးမှာတောထဲမှာရှိတဲ့တောတောင်အရိပ်တွေကံအရိပ်တွေအင်းအရိပ်တွေထင်လာတတ်ပါတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့မှန်ပုံစံမျိုးပေါ့နော်အဲ့ဒါကိုရွှေတမင်ကနေပြီးတော့ဟာကိုရှိမှာတော့ရီအိုင်ကြီးတွေ့တယ်ကံကြီးတွေ့တယ်ရေတောက်မယ်ဆိုပြီးတော့ပြေးပြီးတော့လိုက်ပါ ရေးလိုက်ရင်လိုက်ရင်လိုက်ရင်နဲ့နောက်ဆုံးကြီးမှမတော့ပါပဲနဲ့အမောဖောက်ပြီးတော့မှတေးရတယ်ဒီကာမဂုံအာယုံဆိုတာကလိုက်လေပြေးလေမတွေ့ခြင်းတွေတွေ့ရနေပဲချစ်စရာခင်စရာတွေ့တာစရာတမ်းမဲ့စရာဆွဲလန်းစရာလို့ထင်ပြီးတော့ဒီကာမဂုံအာယုံနောက်ကိုပြေးလိုက်တော့နောက်ဆုံးလူလဲပန်းစိတ်လဲနှွမ်းပြီးတော့မှဖက်ဖက်မောယုံပဲရှိတာပေါ့အတန်လည်းရဲ့ရည်တင်ရွှေသမင်အလိုက်မှာဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ် အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာတော်မူကြပါစေ။